ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့ကျွန်တော်တို့အရန်ကွက်ကလေးနဲ့ပဲနှစ်သိမ့်လဲရရပေါ့เนาะအဲ့မှာကျွန်တော်အရန်ကွက်က30ရယ်3.3ပေါ့เนาะဒီမှာကျွန်တော်တို့ကအဲ့ဒါရယ်ကျွန်တော်တို့အရန်ကွက်အနေနဲ့ပဲကျွန်တော်တို့ဟိုဟာကျင်းလဲရရတယ်ထိတ်ကလည်းမှန်နေမနေ့ပိုင်းမှာ3ထိတ်ကြီးရလည်းမနေ့ကောညာရောမှန်နေเนาะဒါပေမဲ့ break form ဖြစ်တဲ့အတွက်ကျွန်တော်တင်ကွက်မရလိုက်ဘူးပေါ့เนาะအဲ့တော့အရန်ကွက်ကလေးပဲရလိုက်တယ်ဒါပေမဲ့အကုန်မထိုးရလူတွေကတော့အောင်မှာမဟုတ်ပါဘူးအကုန်ထိုးရလူတွေကတော့ အောင်နေပေါ့နော်ကျွန်တော်ကတော့ခုနပြောလို့ပေါ့ကျွန်တော်ကအကုန်ထိုးတတ်တဲ့လူပဲကျွန်တော်ကတော့တချို့အကွက်အကွက်နည်းနည်းပဲကြိုက်တယ်ကျွန်တော်တို့ကတော့နည်းနည်းများများအဓိကပေါက်ဖို့ရည်ကြီးတယ်ကျွန်တော်ကအနည်းဆုံးနည်းတဲ့ကွက်ကိုကျွန်တော်ရန်နေမြတ်ကြိုက်ဆုံးကွက်ကိုတင်နေပေါ့နော်ကဲအဲ့တော့နောက်တစ်ခုဒီမှာကျွန်တော်တို့ဒီတန်းသမားတွေလည်းဟိုတနည်းဆိုရင်ကျွန်တော်တို့၄၁၄၁ပြီးတော့တခါ၈၆၈၆ပြီးတော့အခု၂၃နော်၂၃ဆိုပြီးတခါထပ်ထွက်တယ်ဒီကောင်ကလည်းနှစ်ကြိမ်အနည်းဆုံးထွက်ရမယ်ဆိုတဲ့ဟာမှာဒီဒီတစ်ပတ်တော့၃ကြိမ်အထိ သူကအောင်မြင်သွားခဲ့ပြီပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့20လေးတွေစလိုက်ကြအောင်20လေးတွေစမယ်ဆိုရင်လည်း20ကတော့ကျွန်တော်20ဟောင်းလေးတွေပါပဲနော်ကဲအဲ့တော့20ဟောင်းလေးတွေပါပဲဒီ20လေးမြင်လိုက်တာနဲ့လူဟောင်းတွေကတော့အကုန်တိမှာပါလူတစ်တရတော့တိမှာမဟုတ်ဘူးဗျကဲအဲ့တော့ကျွန်တော်ဘေးကစမလဲဆိုတဲ့အခါကျတော့ အဲကျွန်တော်တို့ဘယ်ကစမလဲဆိုရခါကျတော့6 9 3တောင်းနဲ့စပါမယ်ဗျာနော်6 9 3 6 9 1 5 5 4 5 6 5 4 5 6ဆိုဒီလိုမျိုး ကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကို ကျွန်တော်တို့ကတွက်မယ်ဆိုရင်ဘယ်လိုတွက်တယ်လဲဆိုတဲ့အခါကျတော့ဒီ6ရဲ့ဒီ4ရဲ့ပါ 3ပါတဲ့3 3ရဲ့ပါဝါရှိ8ရဲ့နခက်က1 3 8ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထိရမယ်တဲ့အဲ့မှာပါထွက်သွားလဲဆိုတဲ့ကကြတော့1ခွန်တဲ့1ခွန်မှာ1တလုံးထိပြီးတော့အောင်ခဲ့ပါတယ်ခွန်4တဲ့ခွန်4မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြင်တို့ပါမယ်3866 3866 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 လေးလေးတုံညာတုံညာတုံညာ9တုံကိုဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ရှိထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9နဲ့9နဲ့ပေါင်း၃၃ရဲ့ပါဝါ၈၈ရဲ့နှခက်ကတ်၁၃၈ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့၃၈၃၈၃၈မှာ၈တလုံးထိပြီးအောင်ခဲ့ပါတယ်၂၄တဲ့၂၄မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ ကဲနောက်တစ်ပြင်တို့ပါမယ်ေ3 69 23 69 2 9 73 2 9 73 99 69 99 69ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်3နဲ့9နဲ့ပေါင်း2นี่ပါပါခွန်ခွန်နှစ်ခါက3ည2ခွန်3ညဆိုတော့ကြီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားသလဲဆိုရဲခါကျတော့6 9တဲ့မအောင်ပါဘူး ခွန်လေးတဲ့ခွန်လေးမှာတော့ကျွန်တော်ခွန်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့ဒီကျွန်တော်ရဲ့ကီးတွန်နီတွေကတော့အမျိုးတို့လည်းလူခေါင်းတွေလည်းတည်တယ်ကီးတွန်နီရဲ့ထိတ်တွန်နီတွေကတော်တော်ခိုင်မာမှု ရှိပါတယ်နော်ပြက်တဲ့အခါမရှိဘူးလားဆိုတော့ရှိပါတယ်နော်ဒါပေမဲ့တော်တော်အပြည့်နေတယ်အမာခံအနေနဲ့ကစားလို့တော့ရပါတယ်ဗျနော်နောက်တစ်ခါနောက်တစ်ပြုံးတက်ပါမယ်3968 4398 1148 1148 6399ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့တော့အဲ့ဒါကိုတွက်မယ်ဆိုရင်3ညနဲ့3နဲ့ပေါင်းတော့3 3ရဲ့ပါဝါ8 8ရဲ့နှစ်ခက်က1 38တဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားသလဲဆိုတဲ့ခါကျတော့18တဲ့အော်တ18မှာ1ကော6ကောထိပြီးအခွေအနေနဲ့ထွက်သွားပါတယ်18တဲ့18မှာလည်း1တလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ ဲနောက်တစ်ပြင်တော့တပမယ်ကိုလေကိုလေလေကိုခွန်လေလေကိုခွန်လေ2363 2363ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်၄နဲ့3နဲ့ပေါင်းခွန်ခွန်ရဲ့ပါဝါ2 2နဲ့ခက်က၄ခွန်2 4ဆိုတဲ့ကြီးတောင်းတော့ဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ နှစ်ကိုတဲ့နှစ်ကိုမှာနှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်လေးတုံညတဲ့လေးတုံညမှာလည်းလေးတလုံးထိပြီးတော့ညာရောမနဲ့ကောထပ်အောင်မြန်ပါတယ်ဗျကဲနောက်တစ်ပြင်တော့တွေ့ပါမယ်တေရှိတေခွန်တေရှိတေခွန်လေးကိုခွန်ကိုလေးကိုခွန်ကို3863ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင် ရှင်းနဲ့ရှင်းနဲ့ပေါင်း6ပါတဲ့6ရဲ့ပါဝါ1တရနဲ့ခက်ခက်8 68ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့တစ်တစ်တဲ့ဟောတစ်တစ်မှာတစ်တလုံးထိပြီးအောင်ခဲ့ပါတယ်3 3ရ3 3ညမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြန်တွက်ပါမယ်တေ9 2 5တေ9 2 5 3 5 4 1 သုံးညာငါလေးတနှစ်ကိုတိရှိဆိုတဲ့ကဏ္ဍလေးတွေထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွေ့မယ်ဆိုရင်9နဲ့9နဲ့ပေါင်း8ပါတဲ့8ရဲ့ပါဝါ3 3ရဲ့နှစ်ခက်က9 8 3ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့3 6တဲ့3 6မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်8 8တဲ့8 8မှာလဲကျွန်တော်8တလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ ကဲနောက်တစ်ပြန်တွေ့ပါမယ်3695359353433ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6နဲ့3နဲ့ပေါင်းတော့6 6ရဲ့ပါဝါ1တရဲ့နှက်ခက်က8 6 8ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတော့အခါကျတော့6ခွန်နဲ့6ခွန်မှာကျွန်တော်တို့6တလုံးထိပြီးတော့အောင်ခဲ့ပါတယ် လေးတက်တယ်လေးတက်မှလည်းတတုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးလို့ကဲနောက်တစ်ပြင်တော့ပါမယ်နောက်တစ်ပြင်ဆိုတော့ကျွန်တော်တို့မနေ့ကတောက်ကြနေအတွက်ပေါ့နော်9963 9963 7386 7386 33923 33923ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9နဲ့3ညနဲ့ပေါင်းတော့9 ငါရဲ့ပါဝါ3ည3ညရဲ့နှစ်ခါကခွန်း9ည3ခွန်းဆိုတဲ့ကီးသုံးလို့ဒီအပြင်မှာထွက်ရမယ်တဲ့မနေ့ကကျွန်တော်တို့ပြောခဲ့တယ်ထိတ်နှလုံးတူရင်9ည3ခွန်းဆိုတဲ့ထိတ်စီကနော်3ရက်တွင်ထွက်ရမယ်အနည်းဆုံးကီးတော့ထိရမယ်ဆိုတော့ကီးအနေနဲ့တော့ထိတယ်ထိတ်အနေနဲ့မထိသေးဘူးပေါ့နော်အဲ့တော့ဒီနေ့9တုံညာခွန်ကကျွန်တော်ထိတ်အနေနဲ့လာအောင်မယ်လို့ထင်ပါတယ်။ဘာဖြစ်လို့လာအောင်မယ်ထင်သလဲဆိုကျွန်တော်ပြမယ်ပြနော်။ဒီကနေ့မနေ့မှငါအတွက်ကျွန်တော်တို့ကီးထိတ်ကီးထိတ်ကတော့ဒီကနေ့နဲ့မှန်တယ်လို့ မနေ့ကလည်းမှန်လေဦးမယ်ထင်ပါတယ်ကီးထိတ်ကီးထိတ်ကမနေ့ကအတွက်ကီးထိတ်ကဘာလဲဆိုတဲ့အခါကျတော့3 5 3ညဟော3 5 3ညဆိုတော့ခုန5 3ညခွန်နဲ့ကျွန်တော်သွားပြီးကြိုက်ညီနေတယ်เนาะရိုးရိုးကီးရကျွန်တော်တို့5 3ညခွန်ကောင်းပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကအပေါ်အောက်ကံမလားအပေါ်အောက်ကံမယ်ဆိုရင်ကျွန်တော်53 30 30ထွက်ပြီးသား53ရဲ့3ခွန်ရဲ့99ရဲ့9ခွန်ရဲ့ 50ရယ်ဒါပဲရှိရယ်နော်အဲ့တော့အဲ့လိုလဲကိုဖောက်ကိုကတ်ချင်ကတ်ပေါ့နော်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်အဲ့လိုမကတ်ဘူးဗျဘာဖြစ်လို့အဲ့လိုမကတ်ဘူးလဲဆိုတော့ကျွန်တော်ဘရိတ်ဘရိတ်လိုင်းလေးကျွန်တော်ပြောမယ်နော်ဘရိတ်လိုင်းလေးဘရိတ်လိုင်းကတော့အပြင်းများတယ်အဲ့တော့ဘရိတ်ကဒီတစ်ခုလဲကျွန်တော်တို့အားကိုလို့မရဘူး53 39 8ကောင်းပြီ53 53ဆိုရင်လည်းမကွနာကျွန်တော်30ဆိုတာထွက်ပြီးသားဖြစ်တယ်ဒီမှာ5 53ညဆိုတာကကျွန်တော်တို့ဒီကောင်နဲ့တွားကိုက်ညီတယ်အဲ့တော့53ည ဟုတ်ပြီနော်9တုံညဒါတော့ကကျွန်တော်တို့ကဘရိတ်ဟွာရှိရဗျာကျွန်တော်ပြီးခဲ့ပကဟိုပြီးခဲ့တဲ့တရက်ကျော်ကထွက်တာဒါ6ချောင်းနော်6ချောင်းဆိုတော့4 9 4 9လို့ဘရိတ်ဆင်းပြီးသွားရင်နဲ့4 9ဘရိတ်ဆင်းပြီးသွားရင်နှစ်4 9 6ဆိုတဲ့ဘရိတ်နှစ်4 9 6ဆိုတဲ့ဘရိတ်ဟာတဲ့3ရက်တွင်ဆင်းရမယ်တဲ့အဲ့တော့86လို့ကျွန်တော်ထွက်တာပြီးရခါမှာအခုကြာသပတေးနေ့က ကျွန်တော်တို့30နှစ်5နှစ်ထွက်သွားတော့နှစ်နှစ်6 6ပြိကမထီဘူးမထီတဲ့အခါကျတော့ကျွန်တော်ခုနပြောတဲ့50ခွန်ကလည်းနှစ်ပြိအနေနဲ့သွားကြိုက်တဲ့အတွက်50ခွန်ကိုကျွန်တော်ကြိုက်ပါတယ်เนาะအဲ့တော့ထားအဲ့တော့50နဲ့50ခွန်ကျွန်တော်ကတဲပြီးသွားပြီတဲ့တဲပြီးသွားတဲ့အခါကျတော့ကျွန်တော်တို့ဟိုဟာပြီးခဲ့တဲ့ဟိုမှာကျွန်တော်တို့ပိတ်ရရှိတာရယ်တွေနှစ်ဒီနေ9ခွန် ရှစ်ဆိုတဲ့အခွေမလာသေးဘူးဟုတ်ပြီနော်အဲ့တော့59ဒီမှာသွားကြိုက်တယ်နော်ထားနောက်တစ်ခါကျွန်တော်တို့မနေ့က30လို့ထွက်တာလေမနေ့ပိုင်း3ညထိတ်3ညတစ်လုံးပါပြီးသွားလို့ရှိရင်နဲ့1 3ည9ခွန်8ဆိုတဲ့အခွေရလေတဲ့3ရက်တွင်လာနိုင်ပါတယ်တဲ့ဟောအဲ့မှာလဲကျွန်တော်တို့90ခွန်ကပါနေပြီနော်အဲ့ဒီတော့ကျွန်တော်တို့ထပ်ပြီးတော့ဒီနေရာမှာပြန်ပြီးကြည့်မယ်ဆိုရင်9ရက်9ရက်ကထိတ်ကောကီရောရှိနေတဲ့အတွက်ဒီပရိတ်နဲ့ညီအောင်ကျွန်တော်တို့က ဒီအခွေနဲ့လည်းညီအောင်58ဆိုတာလေးတလုံးကျွန်တော်ကထပ်ထည့်မယ်။ဟုတ်ပြီနော်။ထပ်ထည့်ရေးဒီအခွေအနေနဲ့ဘယ်အခွေထွက်ထွက်တခွေရအခွေနှစ်ခုစုံနေရတဲ့ကျွန်တော်ကတော့တခွေရတော့ထွက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။နောက်တော့ဒီ break ကလည်း3ရက်အတွင်းထွက်ရမှာဆိုမနေ့က1ရက်ဒီအခုကြာသပိုင်းနေ့မှာမထွက်သွားရတဲ့ဒီတောက်ကြနေ့မှာဒီ break ကလည်းတလုံးဆွဲလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါကြောင့်မို့လို့ဒီ break ပဲ မှန်မှန်ဒီပြိတ္တပဲမှန်မှန်ကျွန်တော်တို့မလွတ်ဘူးဒီအခွေပဲအခွေနဲ့ခွေရလည်းတခွေညိမယ်ဆိုရင်ကျွန်တော်တို့မလွတ်ဘူးကြီးထိတ်ကလည်းညိမယ်ဆိုရင်ကျွန်တော်ကမလွတ်ဘူးဒါမှမဟုတ်တိတ်လည်းမြန်မြန်ဆဆကျွန်တော်မထုတ်ချင်မထုတ်တော့ဘူးဒီကနေ့မှကျွန်တော်တို့ဒီ၃ခွက်ကိုပဲကျွန်တော်ထုတ်မယ်အဲ့ဒီထဲမှာကျွန်တော်ရဲ့အကြိုက်ဆုံးပြောဆိုရင်ကျွန်တော်50ခွန်ကိုပို့ကြိုက်တယ်နော်50ခွန်ကိုပို့ကြိုက်တယ်ကျွန်တော်ဘာဖြစ်လို့50ခွန်ကိုပို့ကြိုက်လဲဆိုတော့1ချင်း6ခွန်တုတ်ပြားရှိထားတယ်နော်အဲ့ဒီကလည်းကျွန်တော်တို့ကပြက်လိုက်မှန်လိုက်ကလေးဖြစ်နေတော့ကျွန်တော်ကချမပြဘူးနော်အဲနောက်တစ်ပတ်ကိုတော့ကျွန်တော်တပတ်လုံးလုံး เนาะถั่วတဲ့ဟိုကတ်ဟိုပါတပတ်လုံးလုံးထုတ်ထားတဲ့ကြီးပေါ့အဲ့ဒီအာတော့ခုနပြောလို့ကွက်ကလေးတော့နည်းနည်းများတယ်အဲ့အတွက်အကုန်လုံးလိုက်ထိုးပါလို့ရမှာလို့အနေဆုံးဒီချိန်ဒီချိန်ကတော့အသာလေးထွက်တယ်အဲ့တော့ကျွန်တော်တို့ကတင်ကွက်အဲ့ကျွန်တော်ပေးတဲ့ကတ်ထဲမှာပါနေတဲ့ဂဏန်းနဲ့ကျွန်တော်တို့ထိုးခြင်းနဲ့ဂဏန်းနဲ့တိုက်ဆိုင်နိုင်အဲ့ကောင်တင်ကွက်အနေနဲ့ကစားမယ်ပေါ့နော်ဒါမှမဟုတ်လို့အဲ့ငါတို့ကတော့အဲ့ဒါအဲအဲတို့ကြပေးတာယုံကြည်တဲ့ဟဲ့ငါတို့ဒါပဲထိုးမယ်ဆိုလဲထိုးပေါ့ဗျာကျွန်တော်ဒီတစ်ပတ်လဲအောင်ပါလေနော်ကျွန်တော်ထုတ်ပေးမှာကျွန်တော်နည်းနည်းအောင် စားသွားတယ်နဲ့ထုတ်မပေးလိုက်ဘူးကျွန်တော်တို့နာမည်အပတ်ကတော့ကျွန်တော်ထုတ်ပေးပါမယ်နော်ကဲအဲ့တော့ဒီကနေ့တော့ကျွန်တော်တို့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးနေနောက်ဆုံးပဲအေးနဲ့လွယ်ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျနော်ကဲကျွန်တော်ထုတ်ထုတ်ပေးတဲ့ကနန်းလေးမကြိုက်ဘူးဆိုတော့ကိုနီးကိုဟန်လေးနဲ့ပေါ့နော်ပြောနေကြစကားအတိုင်းပေါ့ကြိုက်တဲ့ဟာလေးယူပြီးစားလိုက်ပါဗျာနော်